မင်္ဂလာပါရှင် MFB ရဲ့တနေ့တညနေသတင်းအစီအစဉ်အားနေကြိုးဆိုပါရစေ။ကျွန်မကတော့အစီအစဉ်တစ်ဆက်သူမူအိမ်ကျဲပါ။တော်လိုင်းရေးအစိုးရတရက်ဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ UNG အနေနဲ့အသုံးစရိတ်တွေကိုရှင်းနှန်းတဲ့တကွပွင့်လင်းမြင့်သွားစွာပြည်သူလူထုကိုခြားပြရမယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မဝင်းခိုင်တန်းကအစိုးရအဖွဲ့ဝန်ကြီးတွေကိုအသိပေးပြောကြားလိုက်ပါတယ်။မေလာရှက်ကကျင်းပတဲ့ပြည်ထောင်စုအဆင့်တယံဇာရစီမံအုပ်ချုပ်မှုအဖွဲ့ရဲ့အစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးက အခုလိုအတိပေးပြောကြားလိုက်တာလည်းဖြစ်ပါတယ်။တယံဇာတာဟာပြည်သူတွေရဲ့အမွေအနှစ်ဖြစ်တာကြောင့်အသွင်ကူးပြောင်းရေးကာလရောက်လာတဲ့အခါမှာတော်လှန်ရေးကာလလုပ်ငန်းဆောင်ရွက်ချက်တွေနဲ့တော်လှန်ရေးအစိုးရရဲ့အသုံးစရိတ်တွေကိုစည်ရင်းစရာတွေနဲ့တေချာစစ်စစ်ပြီးတာဝန်ယူဆောင်ရွက်ကြရမှာဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။အယူကြီးအနေနဲ့လက်ရှိအချိန်ဟာတော်လှန်ရေးကာလအလွန်အကောင့်အထည်ဖော်ဆောင်မဲ့ Federal တယံဇာတာမူဝါဒလုပ်ငန်းစဉ်ကိုအထောက်အကူပြုစေဖို့ ပြည်သူ့ဗဟိုပြုတည်ရန်စားကစီမံခန့်ခွဲမှုဆိုင်ရာအလေးအထတွေဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ပြောထောင်နေခြင်းလည်းဖြစ်တာကြောင့်တည်ရန်စားတာကိုတဦးတယောက်တစုတဖွဲ့ကစီမံခန့်ခွဲတာမျိုးလုံးဝလက်ခံလို့မရဘူးလို့ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်တော်လည်းကာလအတွင်းဒေသခံပြည်သူတွေရဲ့လူမှုဘဝရှင်သန်ရည်တည်ရေးဒေသကာကွယ်ရေးနဲ့လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကိစ္စရပ်တွေအတွက်လိုအပ်တဲ့ရန်ပုံငွေတရရရှိရေးနဲ့တော်လည်းကာလအတွင်းတည်ရန်စာရလုပ်ငန်းတွေကို အထက်နိုင်ဆုံးစနစ်တကျစီမံနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့တယံဇာတာစီမံအုပ်ချုပ်ရေးလုပ်ငန်းတွေအကောင်အထည်ဆောင်ရွက်နေတာဖြစ်တယ်လို့ဆိုပါတယ်။သခိုင်းနိုင်အင်းတော်မျိုးကိုတော်လိုင်းအင်အားစုတွေသိမ်းပိုက်ပြီးတဲ့နောက်တလားကြော်ကြာရှိလာတဲ့အချိန်ပြည်သူတွေကိုမျိုးရင်းပြန်လည်ဝင်ရောက်နေထိုင်ခွင့်မပြုသေးပေမဲ့နေအိမ်မှာရှိတဲ့ပစ္စည်းတွေကိုသွားရောက်ယူဆောင်လိုပါကအကန့်အသတ်နဲ့သွားရောက်ယူငင်ခွင့်ပြုထားတယ်လို့မျိုးကန်တချို့ကပြောပါတယ်။ အခုလိုနေအတွင်းမှာရှိတဲ့ပစ္စည်းတွေဝင်ရောက်ယူဆောင်ဖွက်ပြုရမှာလဲတိုက်ပွဲအတွင်းမပေါက်ကွဲသေးပဲကြန့်ရှိနေဆဲဖြစ်တဲ့လက်နဲ့အကျဉ်းချန်တွေရှိနေတဲ့နေရာနဲ့မြေမြုံပိုင်းရှိတဲ့နေရာတွေကနေအိမ်တွေကိုတော့တွားရောက်ယူဆောင်ဖွက်မပြုသေးဘူးလို့ဆိုပါတယ်။ဒေသခံတွေကိုအင်းတော်မျိုးတဲ့ဝင်ရောက်ပစ္စည်းယူဆောင်ခွင့်ပြုရမှာတိုက်ပွဲပြင်းထန်ခဲ့တဲ့နေရာတွေအထိုင်စကန်ချခဲ့တဲ့နေရာတွေနဲ့မြေမြုံပိုင်းနဲ့မပေါက်ကွဲသေးတဲ့လက်နက်တွေရှိတဲ့နေရာတွေအနီးက မဟုတ်တဲ့နေအိမ်တွေကိုပဲဝင်ရောက်ယူဆောင်ခွင့်ပြုသေးတာပါ။ဒါအပြင်အင်းတော်မျိုးသိန်းတိုက်ပွဲစတင်ကြတဲ့ကပိတ်ထားခဲ့တဲ့မျိုးတဲလန်းကိုလည်းမေလ၄ရက်ကစပြီးတောလာခွင့်ပြုလိုက်ပေမဲ့မျိုးတွင်းမှာတော့ရင်းရနာခွင့်မပြုတော့ဘူးလို့ဆိုပါရတယ်။အင်းတော်မျိုးတွင်းမှာရှိတဲ့လူမရှိတဲ့နေအိမ်တွေကပစ္စည်းတွေကိုအခိုးမခံရဖို့အဆောင်တွေချထားပေမဲ့တစ်မျိုးလုံးကိုကြီးကြပ်ဖို့ခက်ခဲတာကြောင့်ပစ္စည်းပျောက်တာတွေတော့အ ਨੇ အများရှိကြတယ်လို့ဆိုပါရတယ်။ ရက်ွက်လေးခုနဲ့ဖွဲ့စည်းထားတဲ့အင်းတော်မျိုးကိုတော်လိုင်းအင်အားစုတွေအပြီးသက်သိမ်းမှတ်ရရှိချိန်မှာမျိုးရဲ့သုံးပုံတပုံကစိုးစုရဲ့လေးချောင်းလက်နက်ကြီးနဲ့မီးရှို့ဖျက်ဆီးခဲ့တဲ့တံကြောင့်ထိခိုက်ပျက်စီးခဲ့ရပါတယ်။သခိုင်းနိုင်ချောင်းမျိုးနဲ့သုံးပက်လာကြေးရွာမှာပြုတ်လုံနေတဲ့ရှင်ပြုတ်နာသအလှပွဲကိုစိုးစုကဒီကနေ့မနက်ပိုင်းမှာစက်တက်လေးဒီနဲ့ပုံကျဲခဲ့တာကြောင့်မောင်ရှင်လောင်းနဲ့ဖခင်ဖြစ်သူအလှဒါရက်ကအပါဝင် အမျိုးသား၃ဦးတည်ဆုံခဲ့ပြီးတော့အလူတ ਾਇ ရကမှနဲ့နှထွင်းသမီးငယ်တို့ပြင်းထန်တရားရှိခဲ့ကစေဝါကုသမှု ခံယူနေရတယ်လို့ဒေသခံသတင်းမြစ်က MFP ကိုပြောပါတယ်၆ဦးနဲ့၃မှန်လာကြေးရွာကိုတိုက်ပွဲဖြစ်ွားတာမရှိပဲစိုးစုကမုံရွာနာမခကနေတက်လာတဲ့စက်တက်လေတီနဲ့မေလာ၁၀ရက်ဒီကနေ့မနက်7:40မိနစ်ဝန်းကျင်မှာလေချောင်းကနေဘုံကျဲတက်ဖြတ်သွားခဲ့တာဖြစ်တယ်လို့ဒေသခံသတင်းမြစ်ကပြောပါတယ်။အရှင်ပြည်ပွဲကိုကျွန်တော်တို့ပုံကြီးချောင်းမှာပဲ အတူတူလေးလုပ်ဖို့ပေါ့သူတို့ကြည့်ရင်ထားတာပေါ့အဲဒီလိုဆိုဒီတရားလေးလိုမျိုးကျွန်တော်တို့ဒီမန္တကြီးစောက်ပြီးအတန်ချစ်တဲ့ဒီလိုမျိုးလုပ်နေတဲ့ရှင်ပြပွဲမဟုတ်ဘူးပေါ့အဲဒီလိုဒီသင်းကောင်းလေးမှာပဲသူတို့အဲဆုံးကပ်ဒီတော့မှရှင်မဲ့အတူပွဲလေးကိုသူတို့အဲ့လိုပဲပြင်ဆင်ထားတယ်ကျွန်တော်တို့သိကြရတယ်အဲဒီမှာပဲအဲသူပါမကနေထားတဲ့ခါကျတော့ဒီတော့အဲ့တော့ရှင်ပြပွဲကလည်းသိကြပါတယ်လက်ချက်ကိုရှင်းလိုက်တော့ဒါလည်းရှိတော့ ရှင်မြို့နာသာအလူပွဲကိုမေလာ၁၇ရက်မနေ့ပြန်မှာကျေးရွာဘုံကြီးเจ้าမှာအချင်းချင်းပြုလုပ်ဖို့စီစဉ်ထားပေမဲ့အလူဝင်နေ့ဖြစ်တဲ့ဒီကနေ့မနေ့ပိုင်းမှာစောစုကဆက်တက်လေးဒီနဲ့အလူအိမ်ပေါ်ကိုဘုံကျဲသွားခဲ့တာပါစောစုဘုံကြောင့်အသက်၁၂နှစ်အရွယ်မောင်ရှင်လောင်းနဲ့အသက်၃၀အရွယ်ဖခင်အလူဒါရက်က အသက်30အရွယ်အမျိုးသားတဦးစုစုပေါင်း3ဦးတည်ဆုံးခဲ့ပြီးတော့အလူအမားနဲ့တမိဖြစ်သူတို့ပြင်းထန်တဲ့ရရှိသွားခဲ့တယ်လို့ချောင်းဦး Revolution News ကဖော်ပြထားပါတယ်။ ချောင်းမြို့နယ်ကဂျေးဝါရီကိုစိုးစုကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တာဆက်တက်လေထွေးတွေနဲ့မကြာခဏလေချောင်းကနေဘုံကျဲတာတွေကြောင့်ဒေသခံပြည်သူတွေထိခိုက်သေးဆုံးမှုတွေရှိနေတာဖြစ်ပြီးတော့အခုနှစ်ဇန်နဝါရီလကနေဧပြီလအထိသေဆုံးသူ20ဦးထက်မနည်းရှိနေပြီဖြစ်တယ်လို့လည်းဒေသခံတွေကပြောပါရယ်မန္တလေးမြို့မှာမေလ10ရက်ဒီကနေ့မိုးလဲပိုင်းမှာမိုးသဲတံစွာရွာသွန်းသလိုဒေပြင်းတိုက်မိုးတိကျွေခဲ့ပါတယ်။မိုးနဲ့အတူလေကျန်းတိုက်ခတ်တာကြောင့် ငလင်တန်တဲ့အဆောင်တွေကအပြက်အစည်းတွေဒေရဲလွန့်ပါ ပြုတ်ကြပြီးထိခိုက်ဒဏ်ရာသူတွေရှိတယ်လို့မြို့ကန်တချို့ကပြောပါတယ်။ညနေ3:00နာရီအချိန်မန္တလေးမြို့မဟာအောင်မြင်မြို့နယ်84လမ်း38လမ်းနဲ့88လမ်းကြားမှာရှိတဲ့အထက်မြင့်တိုက်တလုံးပေါ်ကခေါင်မိုးတွေ၄ကြောင်းလမ်းပေါ်လွင့်ဆင်ကြပြီးလူ3ဦးထိခိုက်ဒဏ်ရာရရှိကာစေယုံပို့ထားရတယ်လို့ဆိုပါတယ်။ဒါအပြင်မန္တလေးမြို့ချမ်းမြသာစီမြို့နယ် ကံရွာရက်ွက်ဗလီမှာဝစ်ပြုတ်ဖို့ယာယီဆောက်လုပ်ထားတဲ့အဆောက်အုံပြိုကျခဲ့ပြီးတော့ပိတ်မိနေသူတွေရှိတာကြောင့်ရက်ွက်နေပြည်သူနဲ့အနီးအနားမှာရှိတဲ့ပရိဒါအသင်းတွေကဝိုင်းဝန်းကဲထုတ်ခဲ့ရတယ်လို့မြို့ခံတူကပြောပါတယ်။မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်မန္တလေးမြို့မှာလူထောင်နဲ့ချီတည်ဆုံးကအိုးရင်အဆောက်အုံအများအပြားပျက်စီးခဲ့ပါတယ်။ မန္တလေးကငလင်တန်တဲ့အဆောင်ပျက်စီးတွေကိုတလားကြော်ကြတဲ့အထိရှင်းလင်းဖယ်ရှားလို့မပြီးသေးသလိုပိတ်မိသေဆုံးသူတွေရဲ့အလောင်းတွေကိုလည်းရှာဖွေထုတ်ယူနေရဆဲဖြစ်ပါတယ်။နောက်ဆက်တွဲငလင်ငယ်တွေလှုပ်ခတ်ချိန်နဲ့မိုးရွာချိန်မှာငလင်တန်တဲ့အဆောင်တချို့ထပ်မံပြိုကျမှုတွေလည်းဆက်တိုက်ဖြစ်ပွားနေပါတယ်။ဆက်သက်လီရီဟာတနင်္လာမိုင်60နေပါတိလင်းမြအောင် ပြန်တန်းနိုင်တယ်လို့အလေးချိန်240ကီလိုဂရမ်ထိတည်ဆောင်နိုင်ပါတယ်။မြင်းပေ1800အထိလည်းပြန်တက်နိုင်ပါတယ်။ ဒါကြောင့်မျောလင့်မထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တယ်လို့သတိပြုပါ။အင်ဂျင်ဆက်တန်ပန်ကာတန်ကြားရင်ပတ်ဝန်းကျင်ကိုလေ့လာပါ။ဆက်သက်လေးဒီကိုမြန်မာကဒါမှမဟုတ်အန်ဒီရဲ့ဒရီပေးချက်ရရင်ချက်ချင်းဘုံကိုကျင်တဲ့ပုံကိုပါ။လူထုထက်တဲ့နေရာနဲ့စီရီအခြေစိုက်စခန်းလိုမျိုးပြစ်မှတ်ဖြစ်နိုင်တဲ့နေရာတွေကိုသတိပြုရှောင်ရှားပါ။